အားလုံးပဲမင်္ဂလာပါကျော်ဒီနေ့ပြင်မှာဆိုရင်တော့ထပ်မံပြောင်းလဲလာတဲ့ Facebook Modernization Update အကြောင်းကိုပြပြပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်လူချက်လောက်ကြည့်ကြမယ်အဲ့တော့ကျွန်တော်ပထမဦးဆုံးအနေနဲ့ Facebook Modernization ပုံစံပြောင်းလာတယ်ပေါ့နော်အရင်တော့ဆိုရင်တော့ကျွန်တော်တို့ Reborn and Insign Area စတဲ့တူးတုံးကူကနေပြီးတော့ကျွန်တော်ဝင်ငွေတွေရှာလို့ရတယ်အော်တိုဘာလ၄ရက်နေ2024ကနေစပြီးတော့ ဒီပေါ်နဲ့ insulin agent စတဲ့2-3ခုကိုဆက်အပ်ပေးတာလေကျွန်တော်ရက်လိုက်ပြီးတော့ content modernization program ဆိုပြီးတော့မှကျွန်တော်တို့ better version အနေနဲ့စတင်မိတ်ဆက်လာတယ်။အဲ့တော့ကျွန်တော်တို့ content modernization program အနေနဲ့တော့ပဲဝင်ဝေးရှာလို့ရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ content modernization program ကြတော့ကျွန်တော်တို့ modernization tool အစုထဲမှာကျွန်တော်တို့မတွေ့ရပဲနဲ့ Facebook ကနေပြီးတော့ content modernization program ကို ဆက်အပ် invite ပေးမှသာလျှင်ကျွန်တော်တို့ကမြင်တွေ့ရတယ်။ဒါမှကျွန်တော်တို့ကဒီ content modernization ကိုရှာဝီးတဲ့အခါမှာဝင်ဝေးရှာလို့ရတယ်ပေါ့။7ရက်6လ2025မှာကျတော့ content modernization program ကို Facebook ရဲ့ဒီ modernization tool အုပ်စုထဲမှာတရားဝင်ထည့်ပေးလာပြီးတော့ reborn insin idea စတဲ့2-3ခုကိုတရားဝင် remove လုပ်သွားတာတွေကိုလည်းကျွန်တော်တို့တွေ့နေရတယ်။ ဒါပေမဲ့ကျွန်တော်တို့ပေတိုင်းမှာတော့ remove လုပ်သွားတာမျိုးမဟုတ်ပဲねတချို့ချို့တော့ပေဒီမှာ reborn နဲ့ insulin adf တွေကိုတော့ကျွန်တော်တို့တရားဝင်သူတို့က remove လုပ်သွားတယ်ပေါ့နော်ကျွန်တော်တို့မမြင်ရတော့ဘူး content modernization ရဲ့ subscription ရဲ့ကျွန်တော်တို့ setup ရဲ့ပဲကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ content modernization ကိုပေးလိုက်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဝင်ငွေရှာလို့ရပြီလားဆိုတော့ ကျွန်တော်တို့ဝင်ဝင်ရှာလို့မရသေးဘူးတချို့သောပေဒီမှာဆိုလို့ဆိုရင်တော့တော်လေးတွေခတ်ထားတယ်တချို့သောပေဒီမှာကျရင်တော့ကျွန်တော်တို့တော်လေးတွေပြုတ်နေတာကိုတွေ့နေရတယ်ဒါပေမဲ့ကျွန်တော်တို့တော့ခတ်ထားတယ်တော့ပြုတ်တာကကျွန်တော်တို့အဓိကမကြဘူးသူက not yet eligible လို့ပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝင်ကတော့ရှာလို့မရသေးဘူးဘယ်လိုအချိန်နှိမ့်မှာကျွန်တော်ဝင်ဝင်ရှာလို့ရမယ်ဆိုတော့ Facebook ကနေပြီးတော့ကျွန်တော်တို့ကို invite ပေးလို့ set up ပေါ်လာတဲ့အခါကျရင်တော့ကျွန်တော်တို့ကလျှောက်ပြီးတော့ဝင်ဝင်ရှာလို့ရတယ် ကျွန်တော် content monetization program ကိုနှိပ်ကြည့်လိုက်တဲ့အခါမှာတော့သူကတတ်မှတ်ချက်တွေနဲ့တတ်မှတ်ထားတာမျိုးမဟုတ်ပဲနဲ့ကျွန်တော်ယနေ့အချိန်ထိတော့ invite only ပဲရှိသေးတယ်ပေါ့နော်အဲ့တော့ content monetization ကိုဒီ set up ရဖို့အတွက်ဆိုလို့ရှိရင် Facebook ဘက်ကနေပြီးတော့အာကိုယ့်ရဲ့ page ကို invite ပေးလာမှသာလျှင်ကျွန်တော်တို့ကဝင်ဝေးရှာလို့ရမယ်ကိုယ့်ဘက်ကသူ့ရဲ့တတ်မှတ်ချက်တွေကိုဖြည့်ပြီးတော့ကျွန်တော်တို့ကစူးစမ်းလို့မရသေးဘူးပေါ့နော်နောက်ပိုင်းမှာကြာရင်တော့သူက သတ်မှတ်ချက်တွေနဲ့လာမဲ့အနေအထားတွေမှာရှိရေပေါ့ဒါကိုလည်းကျွန်တော်တို့ကစောင့်ကြည့်ရအောင်မယ်နော်ဘယ်လိုမျိုးပုံစံတွေနဲ့အဲသူတို့သတ်မှတ်ချက်တွေထားပြီးတော့ပြောင်းလဲလာအောင်လဲဆိုတာတော့ကျွန်တော်အတိအကျမသိသေးဘူးပေါ့ insulin area တုန်းကဆိုရင်နော်အဲ follower 9000 eligible country ဆင်းရမယ်ပြီးလို့ဆိုရင် contact modernization ဆင်းရမယ် hour 6000နဲ့ကျွန်တော်တို့ video ငါဖို့တင်ပြရမယ်ဆိုတော့သတ်မှတ်ချက်9ခုနဲ့ပေါ့နော်အာသူရှိတယ်ပေါ့ဒီ content modernization ကိုလည်းသူကအဲ့လိုမျိုး ထပ်မံအန်တိတ်လောက်လာအောင်မလားဆိုတော့ကျွန်တော်တို့ကစောင့်ကြည့်ရမယ်။နောက်တော့ကျွန်တော်ဘာအတွေ့ရမလဲဆိုရင်တော့ဒီ content monetization program ကိုစိတ်ဝင်စားကြအောင်ကျွန်တော်တို့ detail တွေနဲ့ကျွန်တော်တို့ founding လို့ရတယ်ပေါ့နော်။ဒီ founding ကိုလည်းကျွန်တော်တို့ကအဲတပတ်မှာတစ်ချိန်တပတ်မှာနှစ်ချိန်ဒါမျိုးတွေကျွန်တော်တို့တင်လို့ရတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဩဂုတ်လ31ရက်နေ့နောက်ပိုင်းဆိုလို့ရှိရင်တော့ဒီ re တို့ bonnet တို့ insin idea တို့တော့ကျွန်တော်တို့ဒီ facebook ကနေပြီးတော့မှ တရားဝင် remove လုပ်သွားမှာပေါ့နော်အခုလဲသူကတချို့ချို့သောပေတွေကိုဒီ read တို့ bonnet တို့ insign area တို့ကို auto ကျတို့တရားဝင် remove လုပ်သွားတာကိုလဲကျတို့တွေ့မြင်နေရတယ်အဲ့တော့ကျွန်တော်ဒီ video လေးမှာပြောချင်တာကဒီ content monetization program ကိုဒီ monetization tool အောက်စုတွေမှာမြင်တွေ့နေရတာဟာကျတို့ဝင်ငွေရှာတို့ရနေသေးတာတော့မဟုတ်သေးဘူးကျတို့ဝင်ငွေရှာလို့ရဖို့အတွက်ကတော့ကျတို့ကြိုးစားရအောင်မယ် Facebook ကနေပြီးတော့ကိုယ့်ရဲ့ page ကို သူရဲ့ဒီ modernization စီကံနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ကို invite ပေးလာမယ်ဒါဆိုလို့ရှိရင်တော့ content modernization ရဲ့ base မှာ set up ဆိုပြီးတော့ပေါ်လာမယ်ပေါ်လာတဲ့အခါကျရင်တော့ကျွန်တော်တို့ကရှောက်ပြီးတော့ဝင်ဝင်စပြီးတော့ရှာလို့ရတယ်လက်ရှိအနေအထားမှာကတော့ top ပြုတ်တီဖြစ်စေ top ခရာတီဖြစ်စေကျွန်တော်တို့တော့ရဲ့ eligible လို့ပြောထားတာဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ဝင်ငွေရှာလို့မရသေးပါဘူး။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။